2025ခုနှစ်မေလ25ရက်တလင်းကုန်နေ့တခင်ပြားနေမယ်ဆိုဆိုကိုနှုတ်ကရင်ကြီးဖျားခင်တာတက်ရောက်ပါလေကျွန်တော်တို့တို့များခန်းစားပြီးတိတာကတော့သွားလာခြင်းလဲမယ်ခွင့်ရတဲ့ပြစ်စင်ပြည့်ဖြစ်ရှင်နမှာပုံကြည်ပါစေတော့တလင်းကုန်နေ့တခင်ပြားနေဖြစ်တဲ့ရှင်ကြီးဒီမေလအတွက်လေးပတ်မြောက်နောက်ဆုံးတခင်ပြားနေဖြစ်ပါတယ်တခင်ပြားနေတိုင်းပါကျွန်တော်အမြဲတမ်းပြောရရာရှိပါတယ် Minister ဆိုင်တဲ့ Conservative Evangelical Mission Mighty Church မှာ ပေါင်တယောက်ချင်းဟာအကောင်ဆုံးတော့ရဖြစ်တဲ့စာကိုသိပြီးတော့အချင်းချင်းဆွေးကြည့်မှုကမရှောင်မလွဲကြနဲ့လို့ဟေပဲဆရာတိုက်တွန်းတဲ့အတိုင်းဒီနေ့မှမိရသက်ဆိုင်တဲ့ဒေသနဲ့တင်းတော်တည်တည်မှာပါဝင်တော့ရဖို့လို့ငါရှေးဥစွာတိုက်တွန်းလို့ဆိုလိုပါတယ်။ကားလချင်းရှေးဥစွာရွေးနှုတ်ရမယ်ဆိုလို့ရှိရင်နှစ်စာနေပြီးတော့ဒီနေ့ပါဝင်ကျွန်တော်ကျမတက်ရှင်ခဲ့တဲ့ရက်ပေါင်းဟာ145ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ကုန်လုံးခဲ့တဲ့145ရက်ကိုဘယ်လိုသုံးပြုခဲ့လဲဆိုတာပြန်ပြောင်းဆန်းစစ်စဉ်းစားဆင်ခြင်လုံသွင်းကြအောင်မနက်ဖြန်နေပြီးတော့နှစ်ကုန်ထိ ြန်ရှိသေးတာတော့220ကျန်ပါသေးတယ်။ကျန်ရှိသေးရပ်ပေါင်း220ကိုလည်းကာလချေအောင်ဆုံးရွေးနှုတ်ပြီးသွားလာကျင်လည်ပို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုပြစီ။ဒီကနေ့ My Blessed Morning အစီအစဉ်တွေအဓိကခြေပြမဲ့ကြားစာတော့ရှင်မာကုခရွင်အခန်းကြီး30အပိုက်ငယ်15အပိုက်ငယ်16ဖြစ်ပါတယ်။ငါမန်စုတီကအချင်းသူသည်ဖျားသိရဲ့နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံမယူထို့သူသည် နိုင်ငံတော်တို့ဝင်ရဟုမိန့်တော်မူပြီးမှသူငယ်တို့ကိုချီးပိုက်၍သူတို့အပေါ်မှာလက်တော်ကိုတင်လှည့်ကောင်းချီးပေးတော်မူ၏။ဖတ်ကြားရတဲ့နှုတ်ကပါတော်အသက်ရှင်တော်မူသောဘုရားခင်စကားတော်များဖြစ်တဲ့အတိုင်းရောက်တိုင်းမှာဘုရားခင်သည်အသက်တပံပြလဲကောင်းချီးပေးပါစေသော။အာမင်။အရှင်ရှုဘုရားသူငယ်နဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားတယ်ဆိုတူရတယ်။တပည့်တော်တွေကတော့သူငယ်တွေကိုအလေးနဲ့ထားမှမသိဘူး။သူတို့ကိုပြစ်ပယ်ခြင်းကြတယ်။ဒါပေမဲ့ရှင်ကတော့ အဲ့လိုမဟုတ်ဘူးဒီသူငယ်သုံးတယောက်မှမင်းတို့မထိမှတ်မင်းမပြုတ်နဲ့ဆိုရယ်သွန်သင်ချင်းနဲ့ညီအရှင်ဖျားအမြဲတမ်းသူငယ်တွေကိုကောင်းကြည့်ပေးလို့ရှိတယ်ဆိုတော့ဖော်ပြလိုပါတယ်ဒီကနေ့ပတ်သက်တော့ပြီးခဲ့တဲ့တောက်ချာနေ့23ရက်နေ့တော့လည်းအအသုံးတော်ခံနေနဲ့ခေါင်းစစ်တက်ပြီးတော့သူငယ်တွေအကြောင်းကျောင်းစစ်သားကိဖြစ်ပါတယ်နောက်ဆုံးပြီးလာပြောတဲ့နားမတော်သေးပြန်ပြီးနားထောင်ကြည့်ပါဦးလို့အာပြတ်တက်ခံလို့ပါတယ်ကဲဒီနေ့အလူအများကတော့သူငယ်တွေကို ယူမဆိုင်အလေးနဲ့မထားဘူးကျွန်တော်ပြည်ပနိုင်ငံတစ်ခုရောက်တဲ့ခါမှာဒေသတင်တော်တစ်ခုကဖိတ်ကြားတဲ့အတွက်ကြောင့်အဲ့ဒေသတင်တော်တရားဟုတ်ဖို့သွားပါတယ်သွားတဲ့ခါမှာပါတရီဆိုလို့ရှိရင်အဲ့ဒေသတင်တော်ကဟိုကိုရီးယားနိုင်ငံသားတွေဟာလာအမြဲတမ်းပြုလုပ်တဲ့အတင်းတော်အဆောင်ဖြစ်ပါတယ်အဲ့ဆောင်မှာဘာတက်ဆိုးနောက်ဖက်မှာမှန်လုံခန်းလေးတစ်ခုတွေ့ရတယ်ဟောကျွန်တော်ကပထမဝင်ဝင်ချင်းတော့မှန်လုံခန်းဆိုတာအတန်တွေသွင်းတဲ့အတန်တွေဖမ်းတဲ့ခန်းများဖြစ်မလားပေါ့ တခုတရားဟောနေရာကို live လွှင့်ဖို့အခမ်းများလာလို့ကျွန်တော်ပထမထင်တာဒါပေမဲ့စိတ်ဝင်စားနေအနီးကသွားကြည့်တခါအတန်သွုံးဖို့ခံမဟုတ်ဖြစ်နေပါလဲဆိုလို့ရှင်အတန်လုံးတဲ့ခံတော့ aircon တွေပါတဲ့တေချာပေးထားတယ်ဆော့စရာပစ္စည်းတွေအများကြီးနဲ့ကလေးတငယ်တွေကိုလူကြီးတွေကိုကိုယ်ကွယ်ပြုတဲ့ချိန်မှာအိုက်ခန်းထဲမှာလောင်ထားဖို့အော်လောင်ထားဆိုတော့အိုက်ခန်းထဲမှာပိတ်ထားဖို့ပေါ့လေအဲဒါမှ check တလောက်စုအော်ရင်လည်းရတယ်အပြင်အောင်အတန်မထွက်ဘူး အဲ့ရှိမှာကျွန်တော်စဉ်းစားတယ်။အော်ကလေးတွေကလူကြီးတွေရဲ့ဝတ်ပြုစည်းကိုအနှောက်ရှက်ပေးမှာမို့လို့အနှောက်ရှက်ပေးမှာစိုးလို့လောက်တာကတော့တပိုင်းကတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့လူကြီးတွေပဲဘုရားသခင်ကိုပျောက်ွက်ကိုကိုွက်ပြီးတော့ဘုရားခင်မျက်မှောက်တော်ခံစားနေချိန်မှာသူငယ်တွေအတွက်ကောင်းလို့စဉ်းစားဖို့ဖြစ်ပါတယ်။အဲသူငယ်တွေအိမ်မှာကလေးကတုံတင်လားပြဆုံးမှာပြီးတော့ဟေးဒါကကိုကိုပြူတာနော်မင်းတို့တိတ်တိတ်နေလို့တုံတင်ဖို့ကောင်းတယ် ဒါပေမဲ့အဲ့လိုမတုံသိမတုံသိကဲလို့လားမပြောတတ်ဘူးလူကြီးနဲ့တူကထိုင်းပြီးတော့ကိုယ်ကိုယ်ပြုခြင်းမှာသူတို့ပေါင်ဖို့အတွက်အခွင့်အရေးမရရှာအောင်အဲ့ဒါဘာပြရုပ်လဲဆိုရင်20တရားစုမှာလဲဟာလာသူငယ်တွေကိုလှစ်လို့ရှူထားတယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါပေမဲ့ကျမ်းစာကတော့ပြောင်းပြန်အရှင်ကတော့အလေးနဲ့ထားတယ်နော်ပုံပမာပြုပြီးတော့တုံသိလမ်းပြခဲ့တယ်နော်လက်တိမ်ပြီးတော့ကောင်းချီးပေးတယ်လို့ဖော်ပြပါတယ်တပည့်တော်တွေကတော့ သူငယ်တွေပတ်သက်ပြီးတော့စိတ်ဝင်စားအောင်သူငယ်တွေကိုမလွတ်ဘူးလို့သူတို့ထင်နေကြလားမပြောတတ်ဘူးအသင်းတော်မှာအများအားကျွန်တော်ပြောပါရယ်ယေဒီမျက်မှောက်ကာလအသင်းတော်ဟာယေဒီမှာရှိတဲ့လူငယ်တွေကိုလှစ်လို့ရှိရင်မရဖန်အသင်းတော်သေသွားနိုင်တယ်ယနေ့မျက်မှောက်ကာလမှာရှိတဲ့အသင်းတော်တွေကယနေ့မှာသူငယ်တွေကိုလှစ်လို့ရှိခဲ့ရင်တပတ်ခါဖိနှဲကအသင်းတော်သေသွားနိုင်တယ်ကြောလူငယ်တွေရောကလေးသူငယ်တွေရောဒါအလေးနဲ့ထားဖို့အတွက်အင်မတန်မှအရေးကြီးတဲ့အချိန်ကာလဖြစ်ပါတယ် ုလောဆယ်ကျွန်တော်ပြပကြီးစဉ်ပြုနေချိန်မှာကျွန်တော်နဲ့တက်သူရွယ်သူကျွန်တော်နဲ့အသက်ငယ်တဲ့သူတွေဖြစ်လိမ့်မယ်အများစုကတော့ဟောဒီ first generation လို့ပြောဒီနိုင်ငံရောက်လာကြတာပေါ့လေခီဘီတုတ်တက်ဖွံ့ဖြိုးနိုင်ငံရောက်လာကြတာသူတို့ရောက်လာပြီးတော့အလုပ်တွေလုပ်ကြတယ်ဒါပေမဲ့ကလေးသူငယ်တွေကြတော့ဘာဖြစ်လဲဆိုလို့ရှိရင်ကိုယ်တိုင်းသားစကားလည်းမရတော့ဗမာစကားလည်းမရတော့တိုင်းသားတွေဖြစ်တဲ့ကြောင့်တိုင်းသားစကားလည်းမရတော့ဒီမှာအင်္ဂလိပ်လိုပဲသင်တော့အင်္ဂလိပ်စကားပဲပြောနေကြသူတို့ချင်းချင်း ကလေးသူငယ်ချင်းချင်းညီကောင်မချင်းချင်းဆက်ဆံလာတော့အင်္ဂလိပ်ပဲပြောကြတော့တယ်ပြီးတော့သူတို့အတွက်အာဝန်ကြီးကမှထျောက်တဲ့တုံတင်လာပြဖို့အတွက်အမြဲတမ်းကျွန်တော်အကြံပေးပြီးတော့လှုပ်ဆောင်ဖို့တိုက်တွန်းလို့ဆိုလို့ရှိတယ်။ဘာကြောင့်လဲ။ယနေ့လူငယ်နဲ့ယနေ့သူငယ်တွေကိုပြစ်မှတ်ထားတယ်။အရှင်ယေရှုလည်းပြစ်မှတ်ထားဦး။သူတို့ပုံပမာပြုတ်ပြီးတုံတင်လာပြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါတိတရားဟောချက်ရဲ့အဓိကချက်ကတော့ကလေးသူငယ်တွေကိုကျွန်တော်တို့အလင်းနဲ့ထားပြီး ကျွန်တော်တို့ချစ်ပြီးကဲတင်တဲ့အရှင်ရှုလက်တော်တင်လက်ကောင်းချီးပေးသလိုသူတို့ပေါ်မှာကောင်းချီးပေးတတ်ဖို့လို့ကဒီနှုတ်ကပတ်တော်ဝင်ခခြင်းပါတယ်။ကျောင်းရယ်နှုတ်ကပတ်တော်နဲ့ဝင်ခခြင်းအဖြစ်ရောက်တဲ့မှာဘုရားခင်သည်အတိတ်တံပြန်လက်ကောင်းချီးပေးပါစေတော့။ဆုတောင်းနိုင်ကြပါစို့။မြတ်တော်ရှင်ဖဖျားလူငယ်ကို သူငယ်ဒီကို လက်တော်နဲ့တို့ပြီးတော့အထံသို့ဆောင်ခဲ့တဲ့ခါတပည့်တော်တို့ကဆောင်ခဲ့တဲ့သူတွေကအပြစ်တင်ကြပါတယ်။အရှင်ရှုအလိုမြင်တဲ့ခါမှာ အမျက်တော်သားထွက်ပြီးတော့ထိုသူငယ်တို့ကတန်တို့လာဖို့မစီတာကြနဲ့ဘုရားသခင်နိုင်ငံတော်သူတို့ရဲ့နိုင်ငံဖြစ်တယ်လို့ဖော်ပြပြီးတဲ့ကာလသူငယ်ကို ပမာဏပြုပြီးတော့အသုံးတော်ခံနေတဲ့တုံသင်ဆက်လက်လပ်ပြခဲ့ပါတယ်သူငယ်တွေကိုချိပိုက်ပြီးတော့သူ့ဘောမှာလက်တော်သူတို့ဘောမှာလက်တော်တင်လက်ကောင်းကြည့်ပေးတယ်လို့ပြောပါတယ်ဒါတော့ဒီနေ့အရှင်အလေးနဲ့ထားတဲ့ကလေးသူငယ်တွေလူငယ်တွေဘောမှာတအားလို့လေလက်ထားပြီးကျင်လည်သွားလာစေအောင်ကြောင်းဖြစ်စေဖို့ဒီနေ့နှုတ်တော်တရားစာဖြင့် အလင်းပေးခြင်းပဲ့ပြင်ခြင်းသုံးသိကျေးဇူးပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းအရှင်ယေရှုဖရာနာမ၌ကျေးဇော်ချီးမွမ်းပြီးအနှံ့ကြပါဘုရားသခင်အာမင်ဖပ်ပြမရှဲလို့ချံပြည့်ဥရောပြန်မှာဆက်ပောင်းပေးပါအောင်လို့တောင်းဆိုလိုပါတယ်နေ့လယ်၁၇နိုင်မှာအာ my blesses sunday ဆောင်းမရှိတယ်အဲ့ဒါကိုလည်းစောင့်ဆိုင်းပြီးတော့နားထောင်ကြည့်အောင်လို့တိုက်တွန်းဖိတ်ခေါ်လိုပါတယ်ရောက်တဲ့မှာဘုရားသခင်သည်ကြည်ပါတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသောအာမင်